အားလုံးပဲမင်္ဂလာပါ။ယခုဖက်ပြတင်ဆက်ပေးသွားမယ့်ဝတ္ထုတိုးလေးကတော့ဆရာသိမ့်ဖေးမြင့်ရေးသားတဲ့ပဒေါက်တွေရွှေရီလူးတဲ့ချိန်ခါအမိရတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်။ပဒေါက်တွေရွှေရီလူးတဲ့ချိန်ခါ နာမည်ကျော် National သချင်းတွင်ဗရောက်တွေရွှေလူးကြတဲ့အနေပလင်းငုံစပယ်ဖြူဖူးခိုင်ဝေဝေပန်းမျိုးစုံရာသီစုံကူးခဲ့ပေါ်လီချစ်သူကိုရည်စူးခူးတဲ့လို့ချွေခုမြို့မငင်းကရေးပြီးပြည်လှဖေကစိုခဲ့လေသည်ဒီအချိန်ခါရောက်လေတိုင်းဘဲသချင်းမြအစအဆုံးလုံးစိပက်စိမရတော့ဘဲသချင်းကိုမြလဲဟုတ်တိပတ်တိမဆိုတတ်သောသူသည် ဝတောက်တွေ ရွှေရီလူးတဲ့ချိန်ခါတကားဟုကျူးရင်မိလေသည်ဒီချိန်ခါ၏အလှပကိုဝတောက်တွေရွှေရီလူးတဲ့ချိန်ခါဟု၍ဖွင့်နေခြင်းထက်ပို၍လှပအောင်သူလိုတာမန်အယသားတယောက်မပြောနှင့် စာရေးဆရာ ရင်းမာကြီးတွေပင်မဖွဲ့နှက်တတ်တော်ပြီထင်၏ဒီဒါစာဆိုတို့ကຫນွေအကုံမိုးအကူအကြောင်းသင်းကြံအကြောင်းဝတောက်အကြောင်းတို့ကို အပြိုင်အဆိုင်ဆက်ဆိုကြသည် ဆက်ဆိုသမျှဗဒောက်အလှပေါ်လွင်ထင်ရှားသည်ကြီးပင်မြို့မငိမ့်သည်ပင်နှင့်လက်ရှင်တော်ကိုရေးခဲ့သည့်သူကိုယ်သူအနိုင်ယူရန်ကျွေဝါပူးကိုရေးခဲ့လေသည်ကျွေဝါပူး၌ထက်ကောင်းခင်မိုးပြားကသွန်းလာရွာမင်းရွှေမိုးကိုစောက်ကဗဒောက်ပြိုင်သင်းပြန့်လှိုင်းလို့သာစုံထူးငုံဖူးလွာပြင်းရောင်ဝင်းဝါပြောင်လို့သာကျွေမိုးကိုကိုးကာနေရှာ စသည်ဖြင့်ဆက်ဆိုထား၏မောင်ထုံးမြင့်ရေး၍ချိုပြုံးဆိုသောပတောက်စိမ့်တွင်မူဂေမန်ရှောင်းတိန်ဝတန်တို့ရင်ရက်ငင်ပြောင်းခွာပတောက်ညာလဲခိုင်လွာဝတ်မုံရနံ့ထုံလင်းမိုးမတဖန်ပြီးထွက်၍သာဟေမန်လျောင်းဆက်စောင်းရက်တို့ရင် ဥရစ်တဲ့မြာရီသွေးကျယ်လင်းလေယူယာဘေညာတိန်မြဝလာသူရင်အော်အသွင်မတိန် တမင်စိမ့်လေသည့်ဗဒောက်စိမ့်ဗဒောက်စိမ့်စသည်ဖြင့်ဥဒုပြောင်းသလိုဗဒောက်ပင်နှင့်လူတို့၏သဘာဝပြောင်းလဲပုံကိုဥစားပေးဖွဲ့နှင့်ထားပြန်လေသည်ဂီတစာစုကိုချစ်မောင်နှင့်အစိုးရ A1 တင်တင်လှတို့ကမူနေစဉ်ဗဒောက်ပွင့်ပါစေဟုဆုတောင်းကြသည်ဗဒောက်ပွင့်ရဲ့ဝဲမောင်လာနေကြကွယ်အော်အော်ရီတီးဆူဖွဲ့ရင် ရောက်လာမည်မို့ရာသီကာလတွင်မိုးနွေစောင်းမြရဲ့ ပြောင်းရွှေ့ကမရှိလာရင်ကွယ်ဗတော့ပွင့်ရင် မောင်လာလန်းမှန်းလို့ရင်မျောနေသူဘဝငယ်ပန်းရီဝေးသည်နဲ့ဩဗတော့တွေနေ့စဉ်ဝင်ပါစေကွယ်တောင်းတင်ထေးရေး၍အညာသားအေးလွင်ဆိုသောတခြင်းတပုတ်၌၎င်းတောင်းတင်ထေးရေး၍တွန်တိန်သိမ့်နံဆိုသောအခြားတခြင်းတပုတ်၌၎င်းဗတော့နှင့်အချစ်ကိုအောက်ပါအတိုင်းဖွဲ့နှွဲထားသည်ဗတော့တွေရွှေရီလူးပြန်သော နှွေတစ်ခေါက်မှုပထောက်ပွင့်ရင် သတိရနေသူပါကွယ်တယောက်နှမနဲ့ပထောက်အလှကိုမမိတဲ့ပန်ကျင်ဇမ်းပါသည်ပထောက်ဘူးဆိုတဲ့မောင်းခူးကပေးဘူးတယ်လာမင်းထက်နှစ်လင်းသာသူရဲ့ပထောက်ပွင့်ရင်ပထောက်ပင်အောက်သူ့အရောက်လာလေတယ်ပန်းတကာပန်းဘယ်ပန်းကြိုက်တလဲကွယ်ရွေးချယ်မေးခဲ့ပါတယ်တယောက်ပြိုမကိုက်နွယ်ကရဲ့ပထောက်ကိုကြိုက်ပြန်တဲ့ကွယ်ဒီတခါပထောက်ဖူးရင်ရည်စူးရည်စူးချက်မပြဲ ရွာကိုရောက်ရင်ဗဒောက်တစ်ခေါက်နှင်းဆက်ပါမယ်။အော်ဗဒောက်တွေပွင့်နေပါပြီကွယ်။တကြံအကျိုးနှင့်တကြံရများမှာကြားရသောတခြင်းအများပြားတွင်တကြံနှင့်ဗဒောက်ကိုတွဲလျက်သားတွေ့ကြရသည်။အကော်ဒီယံအုံးကျော်ဆိုသောတခြင်းတစ်ပုဒ်ကဂီတသံသွင်းထားသောဝိထုတိုးကလေးနှင့် တူနေပေ၏။ဗဒောက်ဖူးတဲ့တကူလာအချိန်ခါနှစ်ဦးသင်းကြံမဟာသူကလေးနှင့်တွေ့ပုံမှာမေ့ပဲမမေ့နိုင်ပါ။မှန်ပါသည် နှွေအကုံမိုးအကူနှစ်ဟောင်းအကုံနှစ်သိအကူမိုးဥကြသည့်တကြံခါတဝိုက်တွင်ဗဒောက်တွေပွင့်သောကြောင့်ဗဒောက်တွေရွှေလူးသည့်ချိန်ခါဟုပင်ဖွဲ့နှွေရပါမည်ဗဒောက်တွေရွှေလူးသည့်ချိန်ခါတွင်စာဆိုတို့၏စိတ်ကူးဉဏ်သည်လှုပ်လှုပ်ရွရွဖြစ်လာ၏သူတို့သည်ကြ བྱ ာဇံဝင်ကြပြီးဂီတသံများကိုဖန်နီးကြ၏ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းမိုးလာလီတော့သည်ဗဒောက်တွေရွှေလူးသည့်ချိန်ခါတွင် စာဆိုတော်တို့သာလှုပ်လှုပ်ရွရွဖြစ်လာကြသည်မဟုတ်လူတို့တည်းလုံးလှုပ်လှုပ်ရွရွဖြစ်လာပါသည်နနက်မိုးတောက်ရောက်သည်နှင့်တပြိုင်နက်ဟဲဘရောက်တွင်ပွင့်ကုန်ပြီဟူသောသတင်းစကားသည် လေလိုင်းကိုစီး၍တမဟုတ်ချင်းပြန်သွားသည်ထိုသတင်းစကားကိုဘသူကဆလိုက်သည် မသိနိုင် နနမိုးစင်စင်မလင်းမီစီးစာရောင်တွင်လှုပ်ရှားသွားလာရသောဒူတူကစလိုက်သောစကားဖြစ်နိုင်ပါသည် ထိုသူသည်ရွှေဝါရောင်ပန်းပရောက်ကိုပင်ကောင်းစွာမြင်နိုင်အောင်မည်မထင်ထိုသူသည်နနက်ခင်းလေးပြေလေးညင်းတွင် သင်းပြန့်နေသောပရောက်ရနှံ့ကို ခံမိသည်နှင့်တပြိုင်နက်သူပဇက်မှထိုသတင်းစကားလှုပ်ခနဲထွက်သွားခြင်းဖြစ်ဟန်တူပါသည်ဟဲပရောက်တွေပွင့်ကုန်ပြီထိုသတင်းစကားသည်လူအချို့ကိုလှုံ့နှိုး၏ပရောက်ပင်မြင့်မြင့်ကြီးကိုတက်ပြီးခူးနိုင်သောလူအချို့အပျော်ရန်တက်ပြီးခူးလိုသူစည်းဝါးဖြင့်တက်ပြီးခူးလိုသူ ဗရောက်ပန်းကိုသူ့ထက်ငါဥအောင်ကူးလို့သူထိုတဲ့င်းစကားသည်အိယာထဲမှာတီးလောက်နှက်နေသော သူကိုလည်းလှုံ့နှိုးလိုက်သည် သူကညရင်အိယာဝင်မာတော့လားဟုခေါ်မိသူမရှိသလိုမနဲ့လင်းတော့နှိုးမိသူမရှိသူဖြစ်၏အတန်ကြာကပင်မုတ်ဆိုးဖို့ဖြစ်နေရှာသူသူသည် ထိုတဲ့င်းစကားကြောင့်ဘယုံကနေအိယာမှထားပြီးပရင်းပေါက်ကိုဖွင့်လိုက်သည် ပရင်းပေါက်မှဝင်လာသောလေကို အားရပါးရရှူသည်ပြီးတော့ ။ဟိုဟိုဒီဒီလှမ်းကြည့်လိုက်။စီးစာရောင်သည်တဖြည်းဖြည်းလင်းလာပြီ။သို့သောဗရောက်ပင်ကြီးများကိုသာမြင်ရပြီးဗရောက်ပန်းများကိုမမြင်ရသေး။ရွှေဝါရောင်ကမတောက်တက်သေး။သူ့နာဝကိုဗရောက်ပန်းရင်နဲ့တင်းတင်းကခြူလာပါပြီ။သူသည်မျက်နှာသိရန်ကိုပင်သတိမရဗရောက်ပန်းရင်နဲ့ကိုတဝါကြီးခြူသည်။ဘရောက်ပန်းရှိတဲ့ရာစီတို့စူးဆိုင်ခါလှမ်းမျောကြည့်နေသည်စီးစာရောင်သည်ဖြူသည်ထက်ဖြူလာ၏ ဗราวပွင့်ချက်များသည်အာသည်ထက်အာလာ၏ဗราวရင်နံသည်သင်းပြန့်သည်ထက် သင်းပြန့်လာ၏။ဟောချွေဝါရောင်ကတောက်သည်ထက်တောက်လာပါပြီ။ ောက်ပန်းတွေက သူ့ကိုလှုပ်လှုပ်ရွရွဖြစ်စေပါပြီ။သူသည်ကြိုက်ကြိုက်တပိုးတပားသွားသည်မျက်နှာသစ်သည် အဝယ်စားလဲသည်ပြီးတော့အပေါ်မပါဘဲတယောက်ထဲလမ်းလျှောက်ထွက်ခဲ့သည်။ဗရောက်လှကိုပင်စင်စားကြည့်ပြီးပြီးအေးအေးလူလူလမ်းလျှောက်ကြည့်မိသည်။ဒီချိန်ခါမှာနေကစောစောထွက်သည်။သူလမ်းပေါ်ရောက်ချိန်တွင် နေကြည်နုသည်အဆောက်အဦးစုလစ်မူချုံများ ခေါမိုးများထီးပြသက်များနှင့်တစ်ပင် ထိပ်ဖြားများကိုရွှေရောင်ချဲ့ပေးနေလေပြီ။ဗရောက်ရွှေဝါရောင်သည်လည်းရှုံးမဲ့နေပါပြီ။ဗရောက်ပင်သည် အစီကားဆုံးသော အပင်တစ်မျိုးဖြစ်၏။အရွက်တွေစီကားသည်စိမ့်လေသည်။အရွက်တွေစီကားသလောက်အပွင့်တွေစီကားသောအမျိုးဖြစ်သည်။အရွက်တွေမြရောင်ပေါက်သလောက်အပွင့်တွေရွှေရောင်တောက်သောအမျိုးဖြစ်သည်။ခုနေအခါမှာတော့မြရောင်မှိန်၍ရွှေရောင်ထိန်နေပြီ။ ပင်လုံးကျော်ဗရောက်ပွင့်ချိန်မှာတကားသူသည် လူကလမ်းလျှောက်နေတော့လဲစိတ်ကဗရောက်လှရင်မျောနေတဏီယာရောက်တော့လူအချို့သည်ဗရောက်ပင်ပေါ်တက်ပြီးဗရောက်ပန်းခူးနေသည်ကို တွေ့ရသည်ဗရောက်ပန်းခူးသည်ဆိုသောစကားမှာသူတို့၏အပြုမှုအတွက်ယဉ်ကျေးလွန်သောစကားဖြစ်နေ၏အမှန်မှာသူတို့သည်ရိုင်းပြလှသောအလုပ်ကိုလုပ်နေကြ၏ဗရောက်ကိုင်းများချိုးချနေခြင်းဖြစ်သည် သူသည်သူတို့၏ရိုင်းလှသော အမူအရာကို တွေ့မြင်ရပြီးဒေါသဖြစ်မိပြီးတော့ဗရောက်လှကို မွေးထုတ်ပေးနေသောကျေးဇူးရှင်ကိုဖျက်ဆီးနေသည်ဟုထင်ကားနှမျောနေလေသည်သူသာဗရောက်ပင်ပိုင်ရှင်ဖြစ်ကဗရောက်ပန်းတွေကိုခူးလဲမခူးအခူးလဲမခမ်းဗရောက်ကိုင်းတွေကိုခြိုင်ဖို့သို့မဟုတ်အခြိုင်ခံဖို့ဆိုသည်ကိုတော့မပြောနှင့်ရှေးလျှောက်သွားတော့သူမြင်ရသည့်ရှုကင်းကပျော်စရာသူ့လောက်မကြီးတတ်သေးသော လူကြီးတယောက်သည် ဗရောက်ပန်းမင်မှခြိုင်ချလိုက်သောအကိုင်းကြီးတကိုင်းကို မြူးတူးရွှင်ပြစွာထမ်းလာသည်။ရွှေလူထသောဗရောက်ကိုင်းကြီးပေသည်။ထိုလူကြီးသည်အိမ်ဝဲတစ်ခုထဲသို့ဝင်လိုက်သည်နှင့်တပြိုင်နက်အိမ်ထဲကလူတွေပြေးထွက်လာပြီးစီးကြိုကြသည်။မိန်းကလေးတွေယောက်ျားကလေးတွေနှင့်မိန်းမကြီးတယောက်ထိုလူကြီး၏မယားနှင့် သားသမီးတွေဖြစ်ပါလိမ့်မည်။သူတို့သည်ထိုလူကြီးထမ်းလာသောဗရောက်ကိုင်းကြီးမှ ပန်းကိုင်းများကိုချိုးကြသည်။ တူတူလင်းတပွေတပိုက်စီရကြသည်မိန်းကလေးတွေကတော့တပွေတပိုက်စီချိုးမြူခင်တစ်ခက်နှစ်ခက်စီချိုးယူကခေါင်းမှာဂရိုက်ကြရိုက်ပန်လိုက်ကြသည်အမေလို့သူက တပွေတပိုက်ရလိုက်ပြီးဆိုသည်နှင့်အိမ်ထဲဝင်သွားသည်ဖျားတင်ရန်ဖြစ်ပါလိမ့်မည်ထိုလူကြီးထန်းလာသောဘရောက်ကိုင်းသည်တခဏအတွင်းပန်းတွေကုန်သွား၏ဘရောက်ကိုင်းတွင် အရွက်စိမ့်ပြို့တို့ကျဲတဲ့သာပြန်တော့၏ ်ထိုလ်လူကြီးသည်ဗရောက်ကိုင်းကြီးကိုဂိုင်းဖျားဂိုင်းနာတွေရှင်းလိုက်ပြီးနောက်သူ့အိမ်ခြံစည်းဦးအနီးတနေရာတွင် ထိုးဆိုင်လိုက်သည်ဒီမိုးအကုံတွင်ဗရောက်ပင်တပင် ဖြစ်လာမည်ကတော့သိကြပါသည်ထို့နောက်နှစ်နှင်းငယ်ကြာလင်ဒီခြံစည်းဦးဒီနေရာမှာဗရောက်တွေရွှေလူဦးမည်ကလည်းသိကြပါသည် သူသည်ဗရောက်ကိုင်းထိုလ်လူကြီးနှင့်သူ့အိမ်သူအိမ်သားတွေကိုမြင်ကြရပြီးကွယ်လွန်သူသူ့ဇနီးနှင့် အိမ်တော်ခွဲကအဝေးရောက်နေကြသော သားသမီးများကိုတရိယနေသေးသည် သူသည်ရှေ့ဆက်လျှောက်ပြန်သည်ရန်ကုန်မြို့တော်ကြီးတွင်ဗရောက်ပင်တွင်ဤမျှများပြားသည်ကိုရခင်ကတရိမထားမီယခုမှတရိပြူမီတော်သည်ပုဂ္ဂလိကအိမ်တွင်မှ၎င်းအများပြည်သူနှင့်ဆိုင်ရာရုံးပြင်ကနားများမှ၎င်းလမ်းဘေးလမ်းမများတွင်၎င်းကျောင်းကံဖျားစီရီများမှ၎င်းဗရောက်ရွှေဝါကို တွေ့နိုင်ပါသည် ဘရောက်ပွင့်သည်နှင့် လူတွေလှုပ်လှုပ်ရွရွရဖြစ်နေကြသည်ဘရောက်ပင်တက်သူ ကိုင်းချိုင်ချသူပန်းကက်ချိုးယူသူပန်းပန်သူပန်းလက်ဆောင်ပေးသူဖျားတင်သူဧကန်ပန်းဝထိုးသူဘရောက်ပန်းအယောင်းဝယ်လှုပ်သူဘရောက်တွင်ရွှေလူသောအချိန်ခါဝယ်ဘရောက်ပန်းမပန်သောမိမမရှိဟောဟိုမှကြည်စံရှရှပါပါတထောင်မှတယောက်တွေ့ရသောစတောင်းနှင့်ရှောင်းနှုံးကြီးနှင့်မိန်းကလေးတယောက်သူကောင်းမှာဘရောက်ပန်းတွင်တဝေဝေ ပုံမှာတော့ဂုခိတွေအများအပြားတွေ့ရသည်မိန်းကလေးမျိုးများဤသဘင်ကို ဖားလျားချထားကြသည်ဂုတ်ပေါ်ဝဲချထားသူ တင်ပေါ်ဝဲသည့်အထိချထားသူသူတို့သည်လည်းပရောက်ရွှေဝါကို ပန်ထားသည်ရှာရှာပါပါတထောင်တယောက်မိမိရွယ်ကြော့နှဲ့ရင်ကိုလည်းသူတွေ့လိုက်ရပါသေး၏အရက်ကကြော့သည် ကိုနေကနှဲ့သည် အစဉ်အပြင်းကရင်သည်ပဒုံရောင်ကေသာကိုဖြေကားချထားရာ တင်ဤဆက်တစ်ခုလုံးကိုဖုံး၍ခြေတလုံးရွှေပုတ်တိုင်းကိုဝေကာဝေကာဝဲနေသည်ကျောင်းလွင့်ရင်သည်လဲပရောက်တွေတဝေဝေနှင့်ပါတကားထိုသူငယ်မကတော့စောစောစစ်စစ်သင်တန်းတရံရှိလေသလားရုံးထံရံရှိလေသလားအလုံးဝံရံရှိလေသလားလက်ထဲမှာကျင်းချင်းတော်လှလာကလေးဆွဲလို့သူမသည်ရှင်းရှင်းကလေးနှင့်လှသောဇဒုံးကလေးကိုထုံထားသည်ဇဒိုးစညံများမမြင်အောင်ပရောက်ရွှေဝါကဖုံးပေးထားသည် သူ့လက်ထဲကချင်းနှောင်းကလေးတွင်လဲဗရောက်ပန်းကက်တွေပါသေးသည်အချင်းချင်း ဝေဖို့ငှားဖို့ဒါနလုပ်ဖို့ပေါ့ဟောတွေ့ရပြန်ပြီမြေခွင်းကျဲတမျိုးဤဒီကဘက်စကားစေဈေးသွားဈေးပြန်မိမကြီးတွေမျက်နှာမှာခြေသားမှုမရှိသပင်မှာဖိလိမ့်မှုမရှိ သို့တော်သူတို့သည်လဲဗရောက်ရွှေလူးထားသည်သူတို့ကိုကချွေးစော်ကိုဗရောက်ရက်နဲ့တင်းတင်းကနိုင်နိုင်နင်းနင်းဖုံးဖိထားသည်တကား ဘတ်စကားရှိလေကာမှန်အတွင်းဘက်အလဲတက်တဲ့လောက်တွင်ဘရောက်ပန်းကတ်တွေကိုချိတ်ဆွဲထားသည်ဘတ်စကားပေါ်ရှိနှီးဝါးနှင့် ရထားသောချင်းကြားကြီးတစ်ခုတွင်ကဘရောက်ပန်းတွေအပြည့်သူသည်ဘတ်စကားစိတ်သို့ရောက်လာတော့လဲဘတ်စကားမစီးပါရှေ့ဆက်လျှောက်ပြန်ပါသည်လမ်းထိပ်တွင်ဖွင့်ထားပြီးလမ်းပေါ်ရောက်နေသောလမ်းမေးဆေးကလေးတစ်ခုသို့သူရောက်လာသည်ဟင်းသည်ဟင်းရဲ့ဆိုင်မှဝဝတုတ်တုတ်ဖြူဖြူဖွေးဖွေးလှလှခန့်ခန့်ကြီးဖြစ်သောဈေးတယ်မကလည်း ပရောက်တွေတဝေဝေငစိမ့်ဆိုင်မဝဝမဲမဲမျက်နှာပြပြကြီးနှင့်အတော်ကြီးကလည်းပရောက်တွေတဝေဝေနှင့် မောင်ငါဆိုင်မပိမ့်ပိမ့်ညိုညို မျက်နှာရှိရှိနှင့်အမဲကြီးကလည်းပရောက်တွေတဝေဝေနှင့်ကောင်းချင်းမောင်းနှင့်အကြော်ရောင်သောဖြူဖြူရှိရှိမျက်နှာချိုချိုနှင့်အပြူမကလေးကလည်းပရောက်တွေတဝေဝေနှင့်ပရောက်ပန်းတွေကိုဘန်းခင်း၍ရောင်းနေသောဖင်ကကောက်ကောက်နှင့်နှစ်ဖူးမှောက်လာသောမဟိုတင်းမာမူအထူးပြောွယ်မလို့ သူစံကေသာဖြူသလားမဲသလားပြောလို့ငါမဖြစ် တကောင်းလုံးဘရောက်တွေ ဖုံးနေ၏ဘရောက်တွေရွှေလူတွေသောကြောင့်ညစ်ပေရည်နေသော လမ်းမေးစည်းကလေးမှာတသွေးတမွေလှပါကလမ်းမေးစည်းဤလမ်းမေးအမှိုက်ပုံသည်ပင်လျင်အနက်အသက်မထွက်နိုင်ရှာဘရောက်နဲ့တင်းတင်းဤလွှမ်းမိုးခြင်းကိုခံနေရသည်သူသည် လမ်းမေးစည်းမှာသူတွေ့မြင်နေကြအဝိရှောကလမကိုတွေ့မြင်လိုက်ရသည်အိမ်တွင်လိုက်ပြီးလာကနှင့်အဝိရှောပေးသူ အရက်ကပူပူအရွယ်ငယ်တော်လဲအမေကြီးယုံနဲ့သပင်းဖြူဖြူမျက်နှာရှင်ရှင်နဲ့ခန့်ညင်းညင်းစာရီကိုမသိမသက်ယော်ရဲရဲဝှထားပြီးလွဲဤတလုံးကို လွယ်ထားသည် အမေရာကိန်းဒီမဒီတန်မူလာ တော်လေးဝဝင်သူတို့နဲ့ရက်ဆွေရမျိုးဖြစ်သောထိုကလမသည်လဲပဒောက်တွေရွှေလူးထားသည်ဖုန်ကြီးနှင့်ဘီဟု မတော်မတည့်သည်ကို ခိုင်းနိုင်ပြောဆိုတတ်ကြသည်ခုတော့ဖုန်ကြီးနှင့်ပဒောက်ဟုခိုင်းနိုင်၍ဆိုခြင်းဆိုကြပါ ဇုံကန်ကြွလာသောဘုံကြီးတစ်ပါးဗရောက်တွေသေးဆောင်သွားသည်ကို သူ တွေ့မြင်လိုက်ရပြန်သည်။ပွေးပိုက်ထားသောသပိတ်ဖုံးပေါ်မှတင်ယူသွားခြင်းဖြစ်ပါ၏။ပိုအန်ဩဘွယ်ကောင်းသည်ကတော့မခေမာလာမမေဒာဝီလာမပုံညဝရီလာသူ့နာမည်ကိုမသိကတုံးပြောင်ပြောင်မျက်နှာအိမ်တွေရရနှင့်ပြုံးသွားသောသီလရှင်တစ်ပါးကိုဗရောက်ရွှေဝါရီတပွေတပိုက်နှင့် သူတွေ့လိုက်ရခြင်းပေသည်သူ့အထင်မမားပါ သီလရှင်က ပြုံးသွားခြင်းမှာအရွယ်အိုမုတ်ဆိုးဖို့ဖြစ်သောသူကိုပြုံးပြသွားခြင်းမဟုတ်ဗရောက်ပန်းတွေကိုပွေပိုက်ထားရ၍ခြေနဲ့အားရနေခြင်းကြောင့်မျက်နှာကအလိုလျောက်ပြုံးနေခြင်းသာပါ သူအိမ်ပြန်ရောက်သောအခါသူကိုယ်မှာချွေးတလုံးလုံးဖြစ်နေလိမ့်ပြီမောပန်းလျက်ရှိပါ၏သို့သော သူမျက်နှာကမနွမ်းပါ အိမ်တွင်ဝင်မိသည်ဆိုလျှင်ဗရောက်ပန်းရက်နှင့်တသင်းသင်းကိုရမိသည်ဖျားစင်မှာလဲဗရောက်ရွှေဝါ ။အေကန်းမှာလဲဘရောက်ရွှေဝါ။သမင်းချက်သောမိမကြီးဤခေါင်းမှာလဲဘရောက်ရွှေဝါ။အိမ်အောင်ကို ထိမ့်သိမ့်ပေးနေသော သူ့တူမဤခေါင်းမှာလဲဘရောက်ရွှေဝါ။သူသည်အိမ်ရှိဝရဏသို့သွားကာချိန်ပလက်ကလက်ထိုင်ကြီးမှာထိုင်သည်။အရေးအာဝါဒကောင်းပြီးတစ်ဖက်ကဟာလာဟင်းလေးမြင်ကွင်းကျဲကြီးကိုမျက်နှာမူထားသောဝရဏ။ချွေတလုံးလုံးနှင့်အိမ်ပြန်ရောက်လာခဲ့သောသူသည်ချွေသိပ်ပြီးသည့်အထိထိုနေရာမှာထိုင်နေသည်။ သူမျက်လုံးအစုံကမူသူရှိကမြင်ကွင်းကြဲကြဲကြီးတွင်ကြက်စားနေကြသည်ခြံဝင်းတဝင်းတွင် ပင်လုံးကျွပွင့်နေသောဗရောက်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရ၏ထိုအင်းရှင်က ကိုရိုင်းလဲဗရောက်တကိုင်းတစ်ခတ်ကိုမှမခံရဲမချိုးရဲမခူးရဲဘသူကိုမှလဲခြိုင်ခွင့်ချိုးခွင့်ခူးခွင့်မပေးဗရောက်လှကို ထာဝစဉ်မြဲစေခြင်းသူပေသည်သို့သောဗရောက်လှသည်ထာဝစဉ်တည်မီမဟုတ် ထာဝစဉ်မဆိုထားပြီး နောက်တနေ့အထိပင်တည်မီမဟုတ်ညနေတိုင်းလင်းဗရောက်တဝေဝေရှိတော်မီမဟုတ်ဗရောက်တွေရွှေလူးတော်မီမဟုတ်ဗရောက်လှနှင့်ယနေ့တို့သည် တနေ့တမနက်သာခံသည်သူသည်ဝရဏာမနေ၍မချိုင်မချိုးမခုပဲအကောင်းပဂတိကြံသောဗရောက်ပင်ထီတီကြီးကိုကြည်ရင်ဗရောက်ရွှေဝါပြတနာတစ်ခုကိုစဉ်းစားနေမိ၏။ဘာကြောင့်လူများသည်ဗရောက်ကိုဤမျှနှစ်သက်ကြသည်နည်း ဗရောက်ပွင့်ချိန်တွင်ဘာကြောင့်လူအများဤ၍ဤမျှလှုပ်လှုပ်ရွရွအုပ်အော်တောင်းတဲ့ဖြစ်ကြသလဲဗရောက်တွေရွှေလူတဲ့ချိန်ခါဆိုသလိုရွှေနှစ်တူသော တောက်ပသည့်အဝါရောင်ကြောက်လောရွှေဝါရောင်ကြောက်ဆိုလျင်ဗရောက်လိုပင်ပင်လုံးကျွတ်ရွှေလူသောငုရွှေဝါကိုဘာကြောင့်လူအများဤမျှမနှစ်သက်ကြသလဲတကယ်တော့ငုရွှေဝါဤရွှေဤသည်ပြာရှည်ခံ၏ရက်ပေါင်းများစွာတည်၏သင်းပြန်သောဗရောက်ရဏံကြောင့် လူတွေဤ၍ဤမြနှစ်သက်ကြလှုပ်ရှားကြအဝါတောင်းလဲပြောဆိုကြခြင်းဖြစ်လေသလောသင်ပြန်သောယနေ့ကြောင့်သာဆိုလျှင်သကဝါပန်းကိုလူအများပို့လို့နှစ်သက်ကြရပေလိမ့်မည်သကဝါပန်းအတွက်ပို့လို့လှုပ်လှုပ်ရွရွအဝါတောင်းသည်ဖြစ်ကြရပေလိမ့်မည်သကဝါယနေ့သည်ဗရောက်ယနေ့ထက်အစများစွာပို့၍ကြာရှည်တည်သည်မဟုတ်ပါလားတကယ်တော့ဗရောက်ပန်းကို လူတွေဤ၍ဤမြနှစ်သက်ကြခြင်း ဗဒောက်ပန်းတွေဤ၍ဤမြလှုပ်လှုပ်ရွရွအော်အားတောင်းလဲဖြစ်ကြခြင်းမှာဗဒောက်ပန်းသည်တစ်နှစ်မှတစ်ရက်သာပွင့်ခြင်းဗဒောက်ပန်း၏အလှနှင့်သင်းရဲနှံတို့မှာတစ်ရက်တစ်မိနစ်သာတည်မြဲခြင်းကြောင့်ပင်ဝါရှာရှာပါပါဖြစ်ပေါ်ရသော အလှနှင့် ရနံတို့ကြောင့်ပင်ဖြစ်နေလိမ့်မည်လောဟုတ်မှာပါလူတွေဟာရှားပါရာကိုမှ ပိုတံမိုးထားတဲ့ကြသည် မဟုတ်ပါလားဒီလိုစဉ်းစားနေခိုက်သူသည်ဘာကြောင့်မှန်းမသိ သူနားထဲမှာဗရောက်ဖူးတဲ့တကူးလာချင်းကနှစ်ဦးတင်းကြံမှာသို့သောတချင်းတန်ကို ကြားရောင်လာလေသည်ရှားပါတဲ့အလှနဲ့ရင်နှံ့မှုဗရောက်ကိုလူတွေဒီလောက်တန်မိုးထတာဟုတ်ကောင်းဟုတ်ပါလိမ့်မည်သို့ပေမဲ့အခြားအကြောင်းတစ်ခုကြောင့်လည်းဖြစ်နိုင်သေးတယ်ဟု သူစဉ်းစားမိလေသည်ဗရောက်ပန်းနဲ့တင်းကြံချင်းမဟာသည်မြမာတို့၏အသည့်ဝဲ တွဲနေသည်ຫນွေအကုံမိုးကူမိုးဦးနဲ့ဗရောက်ပန်းသည် တွဲဖက်နေသည် နေဟောင်းကုံ၍နှစ်သိရောက်မီကိုလဲဗရောက်ပန်းကကြိုဆိုနေသည်ချွေးတပြိုက်ပြိုက်နှင့် ပူအိုက်နေသည့်အနေဆိုးမှုမှာတက်သားရာရတော့မီချိန်ခါကိုလဲပန်းဗရောက်ကနမိတ်ပြေးသည် လူပေါင်းတို့သည် ပူအိုက်မှုမှတက်သားရာကိုအလိုရှိနေကြ၏နှွေကိုကုံစေခြင်းပြီးမိုးကိုမြ мян ရောက်စေခြင်း၏နေဟောင်းနှစ်သိကူပြောင်းခြင်းကိုစောက်ပြူနေကြ၏ထိုချိန်ခိုက်ဝဲပန်းဗရောက်နှင့်မိုးဦးတို့သည်ပြိုင်တူရောက်လာကြ၏ ဤချိန်ခါကဘရောက်တွေရွှေလူးတဲ့ချိန်ခါဤမိုးကမိုးဦးဤမိုးဦးကဘရောက်မိုးဒီဘရောက်တွေရွှေလူးသည့်ချိန်ခါတွင် လူလူတရက်လုံးသည် အုံအုံကြွကြွလှုပ်လှုပ်ရွရွဖြစ်လာကြ၏ဘရောက်ရွှေဝါအကြောင်းအုံအော်တောင်းတဲပြောကြ၏စာစိုးတို့၏စိတ်ကူးဉဏ်သည်လှုပ်လှုပ်ရွရွဖြစ်လာ၏သူတို့သည်ကြပြာဆံဝင်ကြပြီးဘရောက်ရွှေဝါအကြောင်းကို ဖွဲ့နှဲ့သည်ဆိုကြ၏မိမိအိမ်ဝရဏဘော်ကနေပြီး တခြားအိမ်ကအလှမပြတ်သေးသောဗရောက်ပင်ကို ကြည်နေသောထိုလူကကြပြားလဲမဆက်တဲ့စာလဲမရေးတဲ့လူလူတွေကအခြားသူများကိုအော်အော်တောင်းသေးလဲမပြောတဲ့ဗရောက်ပြတနာနဲ့ပတ်သက်သောသူ့အတွင်းမှန်မမှန်ကို မေးကြည့်တိုင်းမရန်ဇနီးကလည်းမရှိရှာတော့ပြီ သားသမီးတွေကလည်းအိမ်အောင်ခွဲကအဝေးသို့ရောက်နေကြပြီဗရောက်တွေရွှေလူသည့်အချိန်ခါတွင် သူသည် ကွဲလွန်သူဇနီးကို အထူးလွမ်းမိသည် အဝေးရောက်သားသမီးများကိုလည်းအထူးလွမ်းမိသည်ဗဒောက်လှကိုကြည်ပြီးဗဒောက်ပြဒနာကိုစဉ်းစားကာဇနီးနှင့် သားသမီးများကို လွမ်းလို့ကောင်းနေချိန်တွင်ဘာကြောင့်မှန်းမသိသူ့နားထဲမှသင်းကြံခါရော်မီပန်းပရဝေစီဟူသောခင်ယူမေသီဆိုတန်ကို ကြားရောင်လာပြန်လေရာ သူတွင်အတွေးတစ်ခု ဖြစ်ပေါ်လာလေသည်နှွေကုံမိုးကူနှစ်ဟောင်းကုံနှစ်သိအကူတကြမ်းချင်းခါကိုဗရောက်ကနမိတ်ပြေးသည် လက္ခဏာပြသည်တယုတ်ဆောင်သည်သူဘွားတွင်အပြောင်းလဲဖြစ်ပေါ်မီကိုဘရောက်ကနမိတ်ပြေးလေသလောအထီးကျန်မုတ်ဆိုးဘဘွားကိုကုံဆုံးပြီးအိမ်တော်သစ်ထူထောင်သူဘဝသစ်သို့ကူးပြောင်းမီကို နမိတ်ပြေးလေသလောသို့မဟုတ်သာသမီမြင်းမြင့်တို့ဤဖိုးဖိုးတက်ကြီးရွယ်အိုဘွားကုံဆုံးအပြီးတက်ပြီးနောက်တမလွန်ဘဝသစ်ကူးပြောင်းမီကိုနမိတ်ပြေးလေသလောထို့သောလျင်ဘရောက်ပြတနာကိုဟိုဒီနေတွေးမိလေသောအခါ သူသည်ဝမ်းသာရမည်လားဝမ်းနေရမည်လားမသိဖြစ်သွားရှာလေ၏ထို့ကြောင့်သူသည် အတွေးကိုရက်လိုက်ပြီး တမေးတမိတ်အိမ်ငိုက်လိုက်ခါဗရောက်အလှစစ်စစ်တွင်သာစိတ်ကူးရင်အိမ်မက်မက်နေလေတော့တည်းသိမ့်ဖေမြင်ရှုမောမဂဇင်းဇူလိုင်လ1989ခုနှစ်ဒီခုနားဆင်ခဲ့ရတာကတော့ဆရာသိမ့်ဖေမြင့်ရေးသားတဲ့ဗရောက်တွေရွှေလူးတဲ့ချိန်ခါအမိရတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ် အားပေးနာဆင်ခဲ့သူအားလုံးကိုຫນွေဦးနရသိန်းဝိုင်းတော်သားများကကျေးဇူးအထူးပင်တင်ရှိပါတယ်။ကျွင်လန်းချမ်းမြေကြပါစေ။